လရဲ့မျက်နှာပြင်တစ်ဖက်ထဲကိုပဲဘာလို့အမြင်မြင်နေရလဲ။ညဘက်ကောင်းကင်မှာတဖြည်းဖြည်းပြောင်းလဲနေတဲ့လရဲ့အလောက်ကိုကျွန်တော်အားလုံးကြည့်ဖို့ကြံပါပါ။ဒါပေမဲ့တင်တိထားမိပါသလား။လရဲ့မျက်နှာပြင်ဟာအမြဲတမ်းဒီတိုင်းတစ်ဖက်ထဲပဲရှိနေဆိုတာ။ဘာလို့လရဲ့ခြေနဲ့တစ်ဖက်ခြံကိုကျွန်တော်ဘယ်တော့မှမမြင်ရလဲ။ဒီတစ်ခါမှတော့ဒီလိုထူးဆန်းတဲ့ဖြစ်စဉ်လေးအကြောင်းလေ့လာကြည့်လိုက်ကြအောင်။ဘာလို့လရဲ့တစ်ဖက်ခြံကိုပဲအမြဲတမ်းမြင်နေရတာလဲ။ ဒီဖြစ်စဉ်ကို title locking dress wear အဆိုင်ဟာ locking ဖြစ်ခြင်းလို့လည်းခေါ်လို့ရပါတယ်။ရိုးရှင်းပြောရရင်တော့လာကဘာကိုလဲပတ်ရင်မိမိကိုယ်တိုင်လည်းဝင်းရုံပေါ်မှာလဲပတ်နေပါတယ်။ဒါပေမဲ့သူ့ရဲ့ကဘာကိုလဲပတ်တဲ့အလင်းနဲ့မိမိကိုယ်ကိုလဲပတ်တဲ့အလင်းကမတူဘူးဖြစ်နေပါတယ်။ဥပမာယခုဗီဒီယိုကိုကြည့်ကြည့်ပါလာဟာကဘာကိုလဲပတ်နေတယ်လို့သူ့ဘာသာသူလည်းလဲပတ်နေပါတယ်။ဒါပေမဲ့လာဟာကဘာကိုတပတ်ပြည့်အောင်လဲပတ်တဲ့အချိန်မှာသူ့ကိုယ်သူလည်းတပတ်ပဲလဲပတ်ပါတယ်။ ဒါကြောင့်ကဘာကနေကြည့်ရင်လရဲ့တစ်ဖက်ချမ်းကိုပဲအမြဲတမ်းမြင်နေရတာဖြစ်ပါတယ်။ဘာကြောင့်ဒီလိုဖြစ်နေရတာလဲ။အဓိကအကြောင်းရင်းကတော့ကဘာရဲ့တွက်ဆွေအားကြောင့်ပဲဖြစ်ပါတယ်။ကဘာနဲ့လဟာအရင်တစ်ချိန်ကနိနိကကလဲပတ်ခဲ့ပြီမယ်။နှစ်တန်းပေါင်းများစွာကြာလာတဲ့အခါမှာကဘာရဲ့တွက်ဆွေအားကလရဲ့လဲပတ်မှုကိုနှေးသွောင်းအောင်ပြုလုပ်ခဲ့ပြီးယခုလိုမျက်နှာပြင်တစ်ဖက်တည်းကြာရောက်ညှို့သွောင်းအောင်ပြုလုပ်မိသလိုဖြစ်သွားပါတယ်။ လရဲ့ကဘာကိုမျက်နှာမူတဲ့အပိုင်းကအနေငယ်ပိုလေးပြီးတွက်ဆဲကအနေငယ်ပိုတက်ရောက်တဲ့အတွက်ကြောင့်ဒီတိုင်းပုံတင်ညှိထားသလိုရက်သွားရတာဖြစ်ကြောင်းသိရပါတယ်။လရဲ့နောက်ဝက်ချမ်းမောင်ပါရီရှိလေ။လရဲ့ကျွန်တော်မမြင်ရတဲ့ပက်ချမ်းကိုတက်ဆိုင်လို့လွယ်လွယ်ခေါ်ကြပေမဲ့ဒမန်ကဖာဆိုင်လို့ခေါ်ရမှာဖြစ်ပါတယ်။အဲ့ဒီပက်ချမ်းမှာကျွန်တော်ချမ်းကမြင်ရတဲ့မာရီယာလို့ခေါ်တဲ့မင်းအောင်ကွက်ကြီးတွေတိတ်မရှိပါဘူး။အဲ့ဒီအစားချမ်းကွက်များကြီးနဲ့ပြည့်နေလို့နေပါတယ်။ 1959ခုနှစ်မှဆိုဗီယက်အကသရင်ကပထမဆုံးအချိန်လာရဲ့နောက်ဝက်ချင်းကိုတပ်ပုံရိုက်ယူနိုင်ခဲ့ပါတယ်။အဲဒီဘက်ချင်းဟာကမ္ဘာရေဒီယိုလိုင်းတွေမနောက်ရှက်နိုင်တဲ့အတွက်အကသရေဒီယိုတယ်လီစကုပ်တည်ဆောက်ဖို့အကောင်းဆုံးနေရာလည်းဖြစ်နေပါတယ်။ဒါကြောင့်လာရဲ့လေပတ်မှုနဲ့ကမ္ဘာရဲ့ဆွေအားတို့ရဲ့ပူးပေါင်းမှုကြောင့်လာမျက်နှာပြင်တစ်ဖက်တည်းကိုပဲကျွန်တော်အမြင်မြင်နေရတာဖြစ်ပါတယ်။